ဘိုးသူမကြီးကိုဘိုးသူမကြီးမင်းအောင်လိုင်းကိုသူကငါမင်းအောင်လိုင်းကိုလက်ဆင်ပေးရမယ်လို့သူကတွေးလိုက်ဒီလိုတွေးပြီးတော့လက်ဆင်ပေးတဲ့အနေနဲ့ကောင်းကောင်း तू ကနောက်ပါလေဆပ်ဖို့လို့ကြားထဲမှာ तू ကနာမည်ကောင်းယူမယ်မိတ္တရှင် तू တော့ကောင်းကြီးပေါ့။ तू ကနာမည်ရသွားမယ်။နာမည်ရကြတဲ့ तू ကပြေပါလေအလေကောင်းဝင်ထိုင်တယ်။ပြီးတော့မှဝင်ထိုင်တဲ့နေရာမှာ तू ကအပေါ်ကြီးလာတယ်။အေးအောင်လာခဲ့မင်းတို့စစ်တာရကောင်းလေ။ဒီလိုဆပ်ဖတ်တယ်လို့ပြောရင်ဆပ်ဖတ်တာမဟုတ်ဘူးကုညီတာလို့ तू ကတုံးတယ်။ဟောအဲ့လိုလာတာနော်။အဲ့တော့ကောင်းပါလေ။ကုညီတာနေပြီးတော့ तू ကဘယ်ထိကုညီလိုက်လဲဆိုတော့တခါလေအဲ့ရအဲ့ရလည်းရောက်တဲ့ဒီခြေနောက်လေးရောက်တဲ့ဒီကုညီလိုက်တာတော့မျိုးဆိုတော့ ကျွန်တော်လည်းဘာမှမပြောတာဘူး။ကိုညီတာကျွန်တော်လည်းဘာရောက်သွားလဲဆိုတော့ကျွန်တော်လည်းဘာပြောမှမသိဘူး။နော်ဟိုခင်ဗျားတို့ဦးမေအောင်လိုင်းကလည်းတက်တန်းနေတိုးအောက်ခြေကစစ်တီတွေကလည်းခံနေရတစ်ဖက်ကသဘုံကလည်းအခွင့်ကောင်းอยู่တနည်းအားဖြင့်ကြည့်ရမယ်ဟဲ့ဆိုရင်တက်တန်းတိုးပေးတာဘာတူလဲကျွန်တော်သိကျင်တာကဦးမေအောင်လိုင်းတိုးတာဦးစိုးဝင်းတိုးတာအဲတိုးရင်တော့ခင်ဗျားတို့သိချတယ်အဲခင်ဗျားတို့ကခင်ဗျားတို့ကိုယ်တိုင်ဖြည့်သည်ဖြစ်နေအဲခင်ဗျားတို့ကိုယ်တိုင်ကိုစစ်တီကိုကြိုးတုတ်ထားပါဦးစင်တွေရ အဲ့တော့ကို့အစီအစဉ်နဲ့ကိုသွားတော့ဗျာကိုကားလေးနဲ့သွားရတယ်။ပြန်လာတော့အမကားတော့ဆုတ်ပြတ်တက်နေ။အပြန်လာလို့မကြောက်ဘူးနော်။ဦးဇင်းတို့ပြန်လာတော့ဟိုမှာစစ်ကဖြစ်တယ်။ကလေးတဝက်လည်းဖြစ်တယ်ဟိုမှာပြည်ရတယ်။ဒါမျိုး။ဟုတ်ကြနော်ဘူဂျုံသွားလိုက်နော်။ဘူဂျုံတို့ပြီးသား။ရီတူလာဆိုတော့ရီတူကလည်းတော်ကီလောက်ပဲကြည့်နေရဟုတ်လား။ဘာမှမတော်ကီနဲ့ကျုပ်တို့တော်ကီနဲ့လာပြီကျုပ်တို့လက်တွေ့တယ်မားလေ။နော်။ ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရောက်ထင်ပါဒီနေ့2025လေးလပိုင်း23ရက်နေ့ညနေပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းကတော့အင်းတို့မြို့တွင်ပြည်သူများနဲ့တူလိုင်းသမားများကိုတပ်ဖြတ်ခဲ့သောထွေဥဝန်ထမ်းများမြို့နယ်အုပ်ချုပ်ရေးမှူးဗီဇိုတီများနဲ့ SNA တပ်ဖွဲ့ဝင်များအပါဝန်တရခန်30ကျော်ကိုဖမ်းဆီးအရေးယူလာပြီလို့သိရပါတယ်ဒီကသူတို့ကိုဖမ်းမိတာကမြို့သိမ်းတပ်ပွဲပြီးတဲ့နေကလေးကဖမ်းမိတာမှန်ပါတယ်အခုသူတို့ကိုတော့တန်းကို လွှဲပုတ်ထားပါတယ် ဗီဆိုတီတွေ SNA တက်ဖွဲ့ဝင်တွေအော့ချိုရေးမှုတွေမြို့နယ်အော့ချိုရေးမှုတွေပေါ့မြို့နယ်မူမောင်လတ်တင်ဆိုတာကတော်တော်ဆိုးတဲ့အရက်မူးလာရင်တမျောလွန်တနက်ဖော့ပြီးတော့အာပယန်းအာပယန်းတဲ့သူပါတဲ့အမင်းတဲ့သူတွေကဒေသခံတွေဆိုတော့ဘေသူကဘာလုပ်တယ်ဆိုတာသိနေတာပေါ့သိနေတော့စစ်တပ်ကိုတရင်ပေးပြီးတော့ဖမ်းခမ်းတာပြီးရင်ပြီးတော့ အဒေသခံဗီဆိုထီတွေဆိုရင်အသူတို့ကိုတန်းအတက်ဖြတ်တာမှတက်ဖြတ်တာမှပါဝံကျူးလွန်ခဲ့သူတွေပါတယ်တဲ့ဆိုတော့ဒီဟာကတော့အာအင်းတို့မျောမျောသိမ့်တဲ့ဘုကဘီတုကကိုရေးတက်မတော်သရင်ရင့်မိကပြောဆိုတာဖြစ်ပါလေဒါကတော့သရင်ထိုးအနေနဲ့အာဒီလိုမျိုးအင်းတို့မျောကဖြစ်ပွားခဲ့တဲ့အာပြည်သူတွေတော်လိုင်းရေးသမားတွေကိုတက်ဖြတ်နေတဲ့အာစစ်ကောင်စီလက်အောက်ခံဘီတုစစ်တွေ မြို့နယ်အုပ်ချုပ်ရေးမှုတွေအထွေအမှုအထွေဝထမ်းတွေရဲ့လောက်ရက်ကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကခက်သစ်မီဒီယာကကိုနိုင်ငံတင်ဆက်ပေးတဲ့ဂရင်ပြည်နယ်ကမြက်ဝတီခရံတွင်တာဝန်ကျနေတဲ့လူပမှုကြီးတနန်သေးတနန်သေးခေါ်အာဟန်လင်ဟန်လက်သေးပေါ့နော်အာတပ်ပွဲတွင်ရရှိလာတဲ့အဒံရဖြန့်ပေါ့နော်တေဆောင်ခက်တော်လေအာမင်းသားစုဝန်ကပေါ့နော်အာယောဂဖြန့်တေဆောင်ဒီဟုသတင်းတွေဖြန့်လျက်ရှိကြောင်း သိရှိရပါတယ်ဆိုတဲ့သတင်းကိုအာခက်တိမီဒီယာကကိုနားငယ်တင်ဆက်ပေးတာကိုကျွန်တော်နဲ့တူပြန်ပြီးတော့နားထောင်ကြည့်အောင်ဒီဟာကအသေးစိတ်ကိုအာတင်ပြထားတာဆိုတော့နားထောင်ကြည့်အောင်နော်ကဲဘယ်လိုတွေဖြစ်ပြက်ခဲ့လဲလူကောင်းဆောင်ဒေါ်ဆာစုကြည်နဲ့ NLD ပါတီကိုအမြဲလိုလိုအပြစ်တင်အပုတ်ချပြောဆိုခဲ့တယ်အကြံဖက်စကောင်းစီဘက်ကတယင်းမှုဒုပိုမှုကြီးတတ်နိုင်သေးဆိုတာ ဂင်းပြည်နယ်မြောက်ရီခိုင်မှာတာဝန်ကျနေတဲ့အချိန်တိုက်ပွဲမှာရလာတဲ့ဒဏ်ရာနဲ့ပဲမချိမဆန့်ခံစားရပြီးမှပေသွားပြီဖြစ်တယ်လို့မိသားစုဝင်တွေကတော့ယောဂာနဲ့သေတယ်ဆိုပြီးတော့ဒါသတင်းဖြန့်လိုက်ကြတယ်လို့ကျင်းသူမိသားစုနဲ့နှိစက်သူမိတ်ဆွေတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့အဲ့ဒီအချက်ဖက်စကောင်စီဘက်ကစစ်တပ်ကတော့အပတ်စဉ်45ကြောင်းစင်းတရင်မှုဒုပုံမှုကြီးတတ်နိုင်သေးဆိုသူဟာမြောက်ရီခိုင်ဘက်မှာတာဝန်ကျတဲ့အချိန် တိုက်ပွဲထဲမှာဒဏ်ရာရလာပြီဧပြီလ၄ရက်နေ့ကပဲအဲ့ဒီဒဏ်ရာတွေနဲ့ရန်ကုန်ကိုရောက်လာတယ်ဆိုပါလေအင်းအဲ့ဒီနောက်မင်္ဂလာတုံးကတင်းတထောင်စစ်စေးယုံမှာစေကုတနေရင်းနဲ့ဒဏ်ရာကတော်တော်ကိုပြင်းထန်တဲ့အတွက်အဲ့ဒီဒုဗိုလ်မှုကြီးတန်နိုင်တဲ့ဆိုသူဟာဝေဒနာကိုမချိမဆန့်ခံစားရပြီးမှဧပြီလ၁၉ရက်နေ့မှာပေသွားပြီဧပြီလ၁၉ရက်နေ့မှာသူ့ရဲ့မပါအလောင်းကိုအာတုပချတဂျိုလိုက်ကြပါလေမိသားစုတွေကတော့ အဲ့ဒီတူပိုမူကြီးတန်နိုင်ထိတ်ဆိုသူဟာယောဂာနဲ့သေတယ်ဆိုပြီးတော့ဒါတည်င်းဖြန့်လိုက်ကြတယ်လို့ကျန်းသူမိသားစုနဲ့နှိစက်သူမိတ်ဆွေတွေကရန်ကုန်ခေတ်တွေကိုပြောထားပါလေအဲ့ဒီအချက်ဖက်စကောင်စီတက်ရဲ့ဒူပိုမူကြီးတန်နိုင်ထိတ်ဆိုသူသေသွားတဲ့အချိန်မှာတော့သူ့ရဲ့ဇနီးဖြစ်သူဟေမာဆိုမင်းနဲ့တမီးဖြစ်သူအိုပြစ်ခင်ဆိုသူတို့ကြံ့ရိုက်ခဲ့ပြီးတမီးဖြစ်သူကတော့စင်ကာပူမှာနေထိုင်တာဖြစ်သလိုအဲ့လိုသေသွားတဲ့ဒူပိုမူကြီးတန်နိုင်ထိတ်ဆိုသူဟာ ဒေါက်ဆန်းစုကြည်နဲ့ NLD ပါတီကိုမုန်တီးသူဖြစ်သလိုအမြဲလိုလိုအပြစ်တင်အပုတ်ချပြောဆိုနေသူဖြစ်ပြီး အခုတော့သေးပြီလို့သူတို့နဲ့နှိစက်တဲ့သူတွေကရန်ကုန်ခေတ်တကိုအတိပေးပြောဆိုထားပါတယ်ခင်ဗျ။အာကဲဆိုတော့ဒါကတော့အာဘရင်ပြည်နေကောနော်မြတ်ဝတ္တီခရိုင်နားမှာတဝန်းကျက်နေတဲ့ဒေဆုံးအာတန်ရရှိတဲ့သူတည်ရင်မှုပေါ့နော်လူတည်ရင်မှုအာသူ့ရဲ့အကြောင်းတွေကိုတင်ဆက်ပြတာဖြစ်ပါတယ်နောက်တစ်ခုကတော့လာရှုကိုအာ နတ်ဇက်ကပြန်ရချင်းပြီးနဲ့နောက်ပိုင်းမှာတရုတ်ရဲ့အခြေအနေကိုဘုံမကြုံမင်းတင်ဆက်ပေးတာကိုကျွန်တော်နဲ့တူပြပြီးတော့နားထောင်ကြည့်အောင်ဘလူးရဲ့အခြေအနေရှိလေအတရုတ်ကကျွန်တော်တို့အစစ်ကောင်စီကိုဘလူးတွေလှုပ်လိုက်လဲဆိုတော့ကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်တရုတ်ကစဉ်းစားဖို့တရုတ်ကစဉ်းစားဖို့ကြတော့လေစဉ်းစားဖို့ကြတော့လေရှင်းရှင်းလေးပဲဟုတ်ပြီ lesson ပေးတော့ဗျာမြန်မာဆိုရ lesson ပေးတာကျွန်တော်အဲ့စကားလုံးတစ်လုံးနဲ့ပြောလိုက်ရင်ကျွန်တော်တို့တချို့အားနားလေလိမ့်မယ်မြန်မာမြန်မာနတ်ဇက်ကဆိုရအဆိုရကို lesson ပေးတာပေါ့တရုတ်ခေါင်းဆောင်နေလဲစဉ်းစားမှုဆိုရင်တရုတ်ခေါင်းဆောင်ရှီချင်းပင်နေလဲစဉ်းစားမှုဆိုဒါက ်ကြီးကြီးမင်းနဲ့သူဖွဲ့ရေးစမ်းမသိငါမင်းအွန်လိုင်းကိုလက်ဆင်ပေးရမယ်ဆိုတော့ဒီလိုသူတွေးလိမ့်နော်ဘောဇုံမကြီးကိုဘောဇုံမကြီးမင်းအွန်လိုင်းကိုသူကငါမင်းအွန်လိုင်းကိုလက်ဆင်ပေးရမယ်လို့သူတွေးလိမ့်ဒီလိုတွေးပြီးတော့လက်ဆင်ပေးတဲ့အနေနဲ့ကောင်းကောင်း तू ကနောက်ပါလေ support လုပ်ကြားထဲမှာ तू ကနာမည်ကောင်းယူမယ်မေတ္တာရှင် तू တော့ကောင်းကြီးပေါ့ तू ကနာမည်ရပါမယ်နာမည်ရကြတဲ့ तू ကပြေပါလေအလေကောင်းဝင်ထိုင်တယ်ပြီးတော့မှဝင်ထိုင်တဲ့နေရာမှာ तू ကအပေါ်ကြီးပြီးတော့လည်းကြီးရှင်ကြီးဟဲ့အောင်လာခဲ့ minister ရအောင်လာမင်းမင်းနဲ့ကိုကမင်းနဲ့လာခဲ့လာမင်းတို့တော့ထိုင်မင်းကဒီလိုလုပ်မင်းကဒီလိုလုပ်ဆိုတော့ तू ကစီမံခံခွဲတာဒါပဲတဘောကတော့ တယောက်ကဂျားဝင်ကူညီပေးသူလူလူနဲ့စီမံခေါ်ရသွားတယ်အပေါ်ကနေပြီးတော့သူနေသွားတယ်ပြောရရင်တော့ဗျာကျွန်တော်ခဏခဏပြောဥပါတယ်ဟိုဘာလဲဆိုတော့ဘယင်ဘယင်ကန်လေးတွေကဘယင်ကန်နေသားလေးတွေကပုံကန်ထားကြွတဲ့အခါအဲပုံကန်တော့ဘယင်ကန်နေသားလေးတွေကမချုံမချုံမချင်းလှုပ်လာတဲ့အခါအချုံမပြေလှုပ်လာတဲ့အခါအီဂရစ်ဘယင်ကစစ်တပ်ကြီးကိုလှုပ်ပြီးတော့ကောင်းကောင်းလက်ဆင်ပေးပြီးဖြောင်းနေအဲ့ကောင်နေချက်ချင်းမပြေဆိုဒီလိုဒီလိုသဘောမျိုးပေါ့ဆိုတော့တွားပြီးတော့ပြီးတော့သူတို့ကြိုက်ချင်တယ်ကြိုက်တယ်လူကိုဘယင်ကန်နေသားပြန်တင်မခဲ့တယ်ဒါမျိုးသဘောမျိုးဒီသဘောမျိုးပဲလှုပ်ခဲ့တာဒါပေမဲ့ တရုတ်ကဒီလိုလုပ်တယ်ဆိုတာလေသူ့မှာအဲ့ဒီအင်အားရှိလို့သူလုပ်နေတာကျွန်တော်တို့မြန်မာကျတော့တရုတ်ကိုဘလို့မှမရှင်းနိုင်ဘူးယူနန်ပြည်နယ်လောက်ကိုတော့ကျွန်တော်တို့မရှင်းနိုင်ဘူးမြန်မာအနေနဲ့ကဘလို့စဉ်းစားစဉ်းစားယူနန်ပြည်နယ်အဆင့်အောင်ကျွန်တော်တို့မရှင်းနိုင်ဘူးအယူနန်ပြည်နယ်မှာလူဦးရေကျွန်တော်တို့မြန်မာတဲ့နှစ်ဆကျော်ရှိတယ်မြန်မာလူဦးရေတဲ့နှစ်ဆကျော်ရှိတယ်ယူနန်ပြည်နယ်ကယူနန်ပြည်နယ်စစ်တပ်တွေတားတဲ့အောင်ကျွန်တော်တို့မြန်မာစစ်တပ်ကနှစ်ဆလောက်အင်အားကောင်းတယ်တကယ်ရှင်းရေးဆိုဘယ်ရှင်းနိုင်မလဲကွာဒါတော့ကျွန်တော်တို့သဘာဝပဲအဲ့တော့ကျွန်တော်တို့တရုတ်ကိုကြောက်ရပါတယ်ဆိုတော့မှန်သလားမင်း တွေးထောက်မှာအဲ့တော့ तू ကတင်းကြီးညာတွေသူတို့ကုညီပါတယ်သူတို့ကဆက်ဖက်ဆက်ဖက်ဆက်ဖက်တွေရယ်ဆက်ဖက်တယ်လို့ပြောရင်ဆက်ဖက်တာမဟုတ်ဘူးကုညီတာလို့ तू တုံးတယ်ဟောအဲ့လိုလာတာနော်အဲ့တော့ကောင်းပါတယ်ကုညီတာကနေပြီးတော့ तू ကဘယ်ထိကုညီလိုက်လဲဆိုတော့တခါလဲအဲ့ရအဲ့ရလဲရောက်တဲ့ဒီခြံောင်းလဲရောက်တဲ့ဒီကုညီလိုက်တာလို့မျိုးဆိုတော့ကျွန်တော်လည်းဘာမှမပြောတော့ဘူးကုညီတာခြံောင်းလဲပါရောက်သွားတယ်ဆိုတော့ကျွန်တော်လည်းဘာပြောမှမသိအခုညီလွန်သွားတာပေါ့နော်အဲ့လိုလိုရှိတယ်ဒါတော့စဉ်းစားဝန်ဆောင်ရေးအကြောင်းပြောတာပါအဲ့တော့ကဲဆိုတော့တရားကကြောင်မမေးနော်သူရဲ့အဘရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြင်ပြီးတော့ပြောပြတာ နော်မြေအွန်လိုင်းကိုဘလူးလေးလေးရှင်ပေးခဲ့တာလေတရုတ်ကပေါ့နော်ဒါကငါတည်တည်နေတကွဖွက်ပြနေတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ error return ကိုဂရုစိုက်ရစေခြင်းပါတယ်ဆိုတော့ပျော်ကြီးရဲ့တင်ဆက်မှုကိုကျွန်တော်တို့ပြင်ပြီးတော့နားထောင်ကြည့်အောင်ကျွန်တော်တို့အခု error return မှာဆိုလို့ရှိရင်ကျွန်တော်တို့ online တက်ဖို့တွေရဲ့ archive.a pdf ဖိုတယ်ကျွန်တော်ပူပေါင်းတက်တွေက error return မှာဆိုလို့ရှိရင်တက်ခတ်မှုတွေစက်တက်ကို loss on ဘူးတွေရှိလာနေတယ်ဒါကြောင့်မလို့စစ်ကောင်စီဘက်က lobby တွေဆိုလို့ရှိရင်ရန်ကို အာရီထိုင်ရမယ်ဆိုပြီးတော့ပြောဆိုနေတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူပြီးပြီးတော့နားထောင်ကြည့်အောင်မြို့က3မြို့လောက်ပဲခြံတော့လား3မြို့အဲ့3မြို့လောက်မှာချင်းတွေကတိုက်ဆရာမလို့ပဲနဲ့အဲ့ဒီကချင်းတွေကအေယာဝရီတို့ပဲခူးတိုင်းတကြောကိုဆင်းလာပြီးတော့တိုက်ပွဲဆက်လက်ဖော်ဆောင်မှုရှိရတဲ့ကြောင့်မို့လို့อืมအဲ့တော့ဘသူတွေဘသူတွေပေါင်းမဲ့ဆိုတော့ ARV မှာရှိ ARV ကိုတိုက်တဲ့နေရာမှာချင်းတက်တွေပေါင်းပါဝင်နိုင်တယ် အဲ့ဒီမှာဒေတာခံ PDF တွေပေါင်းပါဝင်နိုင်တယ်နောက်တစ်ခုကဒေတာခံကွန်တုံးတွေပေါ့သူတို့တွေလည်းအများကြီးပါမယ်အဲနောက်ထပ် AA ပါမယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုတွေပေါင်းမဆိုရှင်တော့ဒီအလဲပိုင်းကအလဲပိုင်းကဒီ PDF တွေအများကြီးပါမယ်အဲ့တော့အင်အားကအရန်ကိုများပါတယ်အဲ့ဒီပသိမ်မုံရလမ်းကြောဥစားသူတို့ဖြတ်နိုင်ခဲ့မယ်ဆိုရင် ARV တက်ကနည်းနည်းလေးဟိုအခြေအနေစိုးပါတယ်ဘောနော်အခြေအနေစိုးနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ဆိုရင်ဒီအနေနဲ့အဆူပဲဖွင့်နေတာပါမှာပါ ။ဘာကြောင့်လဲဆိုတော့ AA အနေနဲ့ကအခုကြောက်ဖြူကိုသူတို့တိုက်နေရရှိရတဲ့ကြောင့်မလို့သူအင်အားကအဲ့ဒီမှာအများဆုံးတော့ဒီရွာတွေကိုတော့အဲစေတရတော့ခြေကုပ်ယူမယ်။ယူပြီးရင်ဆက်လက်ပြီးတော့တိုးလာမှာကအင်ကပူတို့နောက်ထပ်ဒီမြန်အောင်တို့အဲပြီးသွားရင်နောက်ထပ်ကျွန်တော်တို့ဟင်္ဒရာတို့နော်ဆက်လက်ပြီးတိုးလာမှာဖြစ်တယ်။ပြီးတော့အမ်ပတိမာရှိနေတဲ့တက်တွေပေါ့သတိထားဖို့လိုအပ်တယ်ပေါ့။အဲ့လိုအခြေအနေမျိုးတွေရှိတဲ့ဒါ summary ဖြစ်နေကျွန်တော်ပြောတာပါเนาะအတူချုံအဲ့တော့ရှေ့လျှောက်ဆက်ပြီးတိုးလာမှာဖြစ်တယ်တိုးလာပါပါမယ်အခုလက်ရှိစီးရဲ့အခြေအနေကတော့အမ်ဘယ်လိုခေါ်မလဲစစ်တပ်လည်းရွေးချင်ညွန်ပါပဲနော်ဟိုတကယ်လေးစားဖို့ကောင်းပါလားထိခံပြီးတော့ခုနကတိုက်ပွဲဝင်နေတယ်နောက်ဆုံးရတဲ့အတိုင်းအတာတွေရှိတယ်ဆက်သွယ်ပြတ်နေတဲ့အတိုင်းအတာတွေရှိတယ်အဲဒါဆိုပါတော့လည်းပဲယုံကြည်လိုက်ပါ ERV သားတွေက ERV သားတွေအကုန်လုံးကဒီကုန်လုံးတွေမဟုတ်ပါဘူး ERV သားတွေအကုန်လုံးကဒီစစ်သေးကြွတွေနော်နိဘိငပိင်းတွေမဟုတ်ပါဘူး ဟုတ်ပြီကြောင်းလို့တော့အာဘလို့ခေါင်းလဲ ARD နေနဲ့ကတော့ကွဲလဲမှုရှိတယ်ရှိတဲ့အတွက်ကြောင့်မလို့ရွေးချယ်ခုခံသွားနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်နေနော်မျှော်လဲမျှော်လင့်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ ARD ပြီးရင်ကျွန်တော်တို့ဆန္ဒကတယောက်ပြောထားတဲ့ဒီတောင်ပိုင်းပေါ့တောင်ပိုင်းမှာရှိတဲ့ဒီတဝဲကိစ္စလေးပြောအောင်တဝဲဆိုရှင်ကတိုင်းထိနော်ဟိုအာထိကထထိကထဟုတ်ပြီထိကထပြပါစကားကိုအဲစစ်သေးကြတဲ့ပုံနေပေါ့ KNU ရော ဒီ PDF ကတဝဲမှာရှိတယ်ပေါ့နော်တဝဲခရိုင်မှာရှိတယ်အဲ့ဒီစကမ်းကိုတိုက်နေခဲ့တာကြာပါပြီနော်ဖြတ်ပြီးဖြတ်ဖြတ်ဖြတ်ချင်းတေချာဖြတ်ပြီးတော့တိုက်တာပါအဲတိုက်တဲ့ခါမှာအဲ့ဒီကဗျူဟာမူးနဲ့စစ်တီတွေအားလုံးကရွေ့ချင်ချင်ခုခံပါလေအခုဒီဗျူဟာပေါ့နော်ဤကထဗျူဟာကြာချင်းဟာအဲတတိယအဖြစ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့အတွင်းစီးတွေကလည်းစပြီးတော့ ပေါတာပါတပုံကတော်လို့မဟုတ်ပါဘူးဒီနေရာလေးမှာဖြစ်တာဟိုစစ်စကန်းနေထိခိုက်မှုဆုံးရှုံးမှုတွေမှာတပုံတော်လို့မဟုတ်ပါဘူးမိမိထဲကငန်းလို့ဟုတ်ပြီအဲတတော်များများတော့ဖျဲသီးလို့ပဲခေါ်မလားအဲ့တော့တနည်းအားဖြင့်ဒီညမကြည့်ရင်စစ်စီရေးမှာတို့ရဲ့ဒီလောက်ထုံးလုံးကြီးအားလုံးထဲမှာကျွန်တော်ပြောခဲ့ပါတယ်နော်ကျွန်တော်အချိန်ကြီးပြောခဲ့ပါတယ်စီမျိုးပေါ့ဖို့ဆက်ဆံရေးတွေရှိနေတယ်ခင်ဗျားဆာယာဖာအစဒီလောင်ကစားတွေရောစီကိစ္စတွေရောနော်တပုံနဲ့ ကားတမောကပဲဖြက်စည်းနေတာသူတို့ကပဲဖြက်စည်းနေတာမသိဘူးဒီဟောင်းဒီဟောင်းနဲ့ချက်နေကြတာပဲအဲခုလိုမျိုးဘူဟာကုန်းကြသွားရောက်တဲ့အထိအညံဖြင်းလွန်းလာတော့အပြည့်ရဲ့တက်တန်းကထပ်တိုးထားပြီးပြန်နေကောင်းတယ်နော်ဟိုခင်ဗျားတို့ဦးမေအောင်လိုင်းကလည်းတက်တန်းတွေတိုးအောက်ခြေကစစ်တီတွေကလည်းခံနေရတစ်ဖက်ကတဘုံကလည်းအခွင့်ကောင်းอยู่တနည်းအားဖြင့်ကြည့်ရမယ်ဟဲ့ဆိုရင်တက်တန်းတိုးပြီးတာဘာတူလဲကျွန်တော်သိချင်တာကဦးမေအောင်လိုင်းတိုးတာဦးစိုးဝင်းတိုးတာအဲတိုးရင်တော့ခင်ဗျားတို့သိချတယ်အဲခင်ဗျားတို့ကခင်ဗျားတို့ကိုယ်တိုင်ဖြည့်သည်ဖြစ်နေတယ် ောက်ကိုယ်တိုင်ကိုစစ်တီကိုကျွတ်တုတ်ထားပဲကျွတ်တုတ်ထားပဲအကောင်လေးလာတိုက်တိုက်တိုက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်နော်အတေကကလည်းအမျိုးတို့တွေကိုပါတယ်ဗျာနော်ဟိုတပုံကတလောက်တိုက်နေအောင်ပါပဲအခုချိန်ထိဒီ April ကုန်ထိပေါ့နော်တတန်းဆက်တိုးရဲဆိုတဲ့ခါကြတော့လေဟလာစဉ်းစားကြည့်ပေါ့ဗျာမကန်စားနိုင်တော့ကျွန်တော်ပြောတာပဲလွယ်မလားခင်ဗျားတို့ပဲအရင်မှန်နေသလားတော့မသိဘူးပေါ့နော်ဟလာအင်းဒီတော့ဗန်တေတန်တူတာကမတူးတာနဲ့ ပို့ပြီးတော့စိုးနေတယ်ဘာလို့လဲဆိုလို့ရှိရင်မေတော်ပါတက်တန်တူးလေပြည်သူတွေကဘလောက်ထစ်သေးလဲမနေ့ကကျွန်တော်လေးဒီမနေ့ခင်မှာကျွန်တော်လေးတင်ပြပေးတင်ပေးပါရယ်စစ်ကောင်စီတက်တန်အာရင်းနစေတူးတဲ့ဂျာမာပြည်သူတွေတရတရ60နေပါကိုဒေဆုံးနေတာဒါကစစ်ကောင်စီတက်တန်တူးတာတက်တန်မတူးတဲ့ချင်းအဲ့လောက်ထိပြည်သူတွေမသေးဘူးเนาะတက်ပွေးဘလို့ပဲဖြစ်ဖြစ်ပြည်သူတွေအဲ့လောက်ထိမသေးဘူးတက်ပွေးကျွန်တော်တို့လိုင်းတက်ဖွဲ့တွေကပဲအာကျွန်တော်တို့လိုင်းတက်ဖွဲ့တွေနဲ့စစ်ကောင်စီကပဲအာတက်ပွေးဖြစ်နေတာ ဘူးချိန်မှာတော့ပြည်သူတွေရှိတဲ့နေရာပြည်သူတွေရှိအစိုးရတဲ့နေရာကိုလေနဲ့လိုက်ပြီးတော့ဘောင်းကျင်းနေတော့ပြည်သူတွေတည်ဆောက်မှုတွေပို့ပြီးတော့မြလာတယ်မင်းတို့စစ်တပ်တွေကရုံမှမှုကြောင့်နော်နောက်တစ်ခုကတော့ background background အမှန်တရားကိုအတွက်ဆိုရင်မပြောရေးစရာကိုမရှိဘူးဆိုပြီးတော့ပြောနေတဲ့ရုတ်တန်ဖန်ဘယ်လိုတွေပြောဆိုထားလဲဆိုတော့ကိုကျွန်တော်နေ့တူပြင်ပြီးတော့နားထောင်ကြည့်အောင် background ကတော့ခုချိန်မှာသူရဲ့ပြည်သူစစ်တွေတိုလေးကိုခန်းစားနေတူပါတယ်ကျွန်တော်နေ့တူနားထောင်ကြည့်အောင်ဘယ်လိုတွေဖြစ်ခဲ့တယ်အဲ့တော့ဒီမနက်လေးနဲ့ပတ်သက်ပြီးဦးစင်းက ကြီးတွေကိုဘာဘာဝေဖန်တာထက်ဥစဉ်တော့တုံးတက်ပြခြင်းဖြစ်ပါတယ်ဗျာနော်တုံးတက်ဟောပြီးတုံးတက်တဲ့ဆိုတာကလည်းဥစဉ်တော့ဒကာကြီးတို့မုန်းလို့လည်းမဟုတ်ဘူးနိုင်ငံတော်အတွက်ဥစဉ်တော့တုံးတက်ခြင်းတိုင်းပြည်အတွက်တုံးတက်ပြခြင်းဖြစ်တဲ့နော်မင်းကောင်းသေးသေးလေးနဲ့ဒီဗီဒီယိုစစ်တွေနဲ့ပတ်သက်လို့ရှိရင်အွှေပြောင်းလေးတွေတွားလာတာဒီခါလေးအခက်အခဲရှိတယ်မင်းရဆိုလို့ဆိုလို့ရှိရင်လည်းဥစဉ်တပည့်တွေကအဲ့ကိုအစည်းအဝေးကိုသွားတော့ပြကိုကားလေးနဲ့သွားရတယ်။ပြန်လာတော့အမကားတော့ဆုတ်ပြတ်တတ်နေ။အပြန်လာလို့မကြဘူးနော်။ဥစ္စုံတော့ပြန်လာတော့ဟိုမှာစစ်ကဖြစ်တယ်။ ကလေးတွေတဝက်လာတော့ဖြစ်တယ်ဟိုပြပြရတယ်ဘာမျိုးဟိုကျွန်တော်ဘုရားယုံတော်လဲဘုရားကိုပြောပြီးသားရည်တူလာဆိုတော့ရည်တူကလည်းတော်ကီလောက်ပဲကြည့်နေရဟုတ်လားဘာမှမတော်ကီနဲ့ကျုပ်တို့တော်ကီနဲ့လာပြီကျုပ်တို့လက်တွေ့တယ်မားလေနော်ဒါပြပြောတာမဟုတ်ဘူးဒါတစ်ချက်ဦးစင်းတို့ကတစ်ချက်ရောလက်နဲ့ခရမ်းပါလို့ခုခံပြီးပြစ်လိုက်ရလို့တည်ဆုံးသွားတယ်ကြာဆုံးတိုက်ပြေတယ်ဘာမှမဖြစ်ဘူးဘာမှမပါပဲလဲခံလိုက်ရတယ်နော်ကျုပ်ကတော့ရေနာလို့လည်းသုံးမှာမဟုတ်ခင်ဗျားတို့လည်းကျင်းနိုင်မှာမဟုတ်ဘူးဒါတော့မြင်မြဲလေးမှတ်ထားပါနော် မကြည်နဲ့နောက်တစ်ချက်ကစကိုင်းတိုင်းอืมစကိုင်းတိုင်းမှာမင်းကဥစဉ်နမကတိုင်မူကြီးကိုတခါတည်းဥစဉ်တိုင်မြန်ဖုံးဆက်တယ်อืมဒလိုဒလိုရှိတယ်နမကတိုင်မြန်ဟဲ့မြောင်ချားနဲ့အမြောင်ရတဝိုက်မှာအဲ့ဒီကခင်ဗျရေရောဟိုပါရောအကုန်လုံးအဲ့တော့အများဆုံးဆောင်ရွက်ပေးပါခင်ဗျလမ်းကြောင်းမှာတို့တို့ထားခံရတယ်အဲ့ဒီကတတိနေပေါက်ထားလူတို့ခေါ်တဲ့လူတွေစီကတတိနေပြန်ကြီးမှာကြားရတယ်ချက်ချင်း အဲ့တော့နမကတိုင်မှုကြီးလဲကျေးဇူးတင်ပါတယ်။ဥစဉ်တည်င်းပို့ပို့ချင်းမကြောက်ဘူး။나이ခွက်တွေအဲ့မှာတစ်ခါတစ်ချက်ချင်းလည်းဆောင်ရွက်တယ်။ဖုန်းတပီတော့ရဲရုပ်စီချက်ချင်းတည်င်းပို့လိုက်တယ်ဗျာတဲ့။တပီတော့ကူလည်းဆက်ချင်းဆောင်ရွက်တယ်တဲ့။ဥစဉ်ကပြောပြီးတာ။ယောက်ကသူတို့ကိုမုန်းလို့မဟုတ်ဘူးနော်တိုင်မှု။ရဲချုပ်ကလည်းပြောလိုက်ပါသူတို့ကိုမုန်းလို့မဟုတ်ဒီကစီကန်းပေါက်ပြက်လို့။ဟွန်းဒါကတုတ်တုတ်လက်နဲ့ဒီအပြင်ထွက်လို့လက်နဲ့ဖန်ခံလိုက်လက်နဲ့နဲ့လက်ပါသွားတယ်။အာလမ်းကြောင်းမှာဖန်ခံလိုက်ရတယ်။ အဲ့လိုတည်နေတည်နေမို့လားသူကဘယ်နေဘယ်နေလာမယ်ဆိုတော့အဲ့ဒါတွေကိုကြိုးပြောထားတာသူတို့ခွဲတူတယ်ကြိုးပြောထားတာအဲ့လိုလူမျိုးမရှိလက်အကြောင်းမရှိဘူးထောင်ချအေးယူပါမှာအဲချက်ချက်လက်ချက်ချက်လက်ငင်လုတ်ပြီးတဲ့ချက်ချက်လက်ငင်ကဦးစင်တိုင်းမကြီးဂျေစုတင်တယ်နော်ဒါကျုပ်ကကျုပ်ဒီလိုပြောလိုက်လို့အပြစ်ဖြစ်တယ်ဆိုတော့လည်းတည်တယ်ကျုပ်တိုင်းပြည်အတွက်အပြစ်ဖြစ်ခံပြီးမှကြုံပြောတာအပြစ်ဖြစ်ခံပြီးမှပြောတာနော်အဲ့တော့မုံရတိုင်းမှုဆိုချက်ချက်လက်ငင်လုတ်ဦးစင်တို့မန္တလေးတိုင်းမှုလည်းချက်ဆက်တယ် ဖန်ချက်ချင်းလည်းနေအလုံးရှုပ်တဲ့ကြားတဲ့ဦးစင်းတို့ပြန်ဖြေပေးတယ်နော်ပြန်ဖြေပေးတယ်အဲဦးစင်းတို့ကလည်းတိုက်မှုကြီးကိုအားကြီးပုတ်ဆက်တာမဟုတ်ဘူးတိုင်းပြည်အတွက်ပဲဆက်တာလိုအပ်ချက်ကိုပဲဆက်တာလိုအပ်ချက်ကပေါ့ကိုရောရဲ့လိုအပ်ချက်မဟုတ်ဘူးတိုင်းပြည်ရဲ့လိုအပ်ချက်အားအုံးမှာဖြစ်ပြက်နေတဲ့လိုအပ်ချက်ကိုပဲဦးစင်းတို့ကဆက်တာတစ်ထောက်တနေရာနဲ့ထောက်ကူပြူတာထောက်ကူပြူတာအားရရမဆက်ဘူးငါကပြောခဲ့ပြီဒါပဲပေါ့ကိုရောအနေထားတင်ကန်းခေါင်းမှုချုပ်ပြီးမှအိပ်ပြီးမှဒုနဲ့နေလို့ရတယ်လို့ อืมนกูก็เลยอ่ะปอกกูรออ่ะฉิ่มแม่หนีไม่หมดอูอารมณ์ก็ပြောพี่ตาอูเซ็งอ่ะปอกกวยเนาะอารมณ์ก็ดีอย่างนี้รอบเฉ็ดก็อูเซ็งโนหนองชုံမျိုးเนี่ยอืมอมดิอมคาบลูผิดตาละไตละไตละไตลุกส่องเนี่ยละไตฉะเนี่ยบ่เปียละไตลุกนี่แหละเนาะအဲ့တော့ပြူးလွင်သူပြူးလွင်သားတွေကိုပြောကျင်တယ်ခမရတို့ပါဇက်တွေကိုပိတ်ထားဟာမကူညီခြင်းနေဘုဖွင့်မင်းပါဇက်ပဲเนาะเนาะ ခမတို့ပါဇက်တချို့ပြူးလေမျိုးမှလာတယ်ပြူးလေမှနေထိုင်တယ်ဘုကဟိုကဝါရမဖြစ်နဲ့တို့တို့ကတော့ဖမ်းခိုင်းပြမှာပဲအမ်ရုပ်ဖွင့်ကိုလေးလေးပြောတာအေးစစ်စစ်နေပြူးလေမျိုးတူမျိုးသားတွေထက်ပြူးလေမျိုးမှလာနေထိုင်တဲ့လူတွေခမတို့ပြူးလေမျိုးမှအဲ့လိုခေါင်းပြောင်းအိတ်ဖို့အတွက်အေးချမ်းချမ်းအိတ်ဖို့အတွက်တို့တို့ရှေ့ဒီမှာအကုန်လုံးစစ်သားတွေရောရဲတွေရောအကုန်လုံးပိဆက်နေတာတမလို့လားအကုန်လုံးကခမားတို့အေးစေးနေဖို့အတွက်ကိုကဲဆရာကြီးဆရာကြီးနော်ငပုတ်ဆရာကြီး ပြောနေတဲ့ရုတ်တဖန်เนาะဘီယွန်လွန်ကပြည်သူတွေမင်းတို့ကောင်းပြအောင်အဲ့နေဖို့အတွက်ကျွန်တော်တို့ကလော့ဆောင်နေပါတယ်တဲ့ဟောပြောပြီဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအပိတ်နေကြတဲ့တော်လံပြည်သူမျိုးအားလုံးကိုလည်းကိုယ်ကြံပါချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ